မင်္ဂလာပါခရစ်တက်တယ်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးတာငူလီတဲ့စကန်းဌာနချုပ်ဤလေချောင်းထိန်နေရေးမျှော်စင်နေဂျမတာဝါတိုင်းကိုအပီဝီတုံဖြင့်ဝင်ရောက်တိုက်ခိုက်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပဲခူးတိုင်းတာငူမြို့နယ်ရှိတာငူလေးတဲ့စခန်းဌာနချုပ်ဤလေချောင်းထိန်ထိန်ရေးမျှော်စင်တဲ့ဂျာမာတာဝါတိုင်းကိုအပီဝီတုံဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဝရစိန်တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ် ဇမနေ့ဒီဇင်ဘာလ၄ရက်နေ့နနက်7:55မိနစ်အချိန်တော်လန်ရေးတံများကတာငူလေးတဲ့စခန်းဌာနချုပ်အတွင်သို့အန်ဒီချမ်းမီ FPV တို့များလွှင့်တင်ပြီးဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအတိကအားဖြင့်လေတဲအိတ်လေကြောင်းထိနေရေးမျှော်စင်တဲ့ဂျာမာတာဝါတိုင်းကိုအတိအကျတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။တာငူလေးတဲလေကြောင်းထိနေရေးမျှော်စင်တဲ့ဂျာမာတာဝါတိုင်းကိုအတိအကျတိုက်ခိုက်ခဲ့တာပါ။ လေကြောင်းကာကွယ်ရေးအစင်စင်ကိုဖျက်ချော်ပြီးလေတံဝင်းတွေကိုအန်တီဂျန်ပြီး FPV ဒုံးတွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါလို့ဝရဒစိန်တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြပါတယ်။အဆိုပါစစ်စင်ရင်ကိုဝရဒစိန်တပ်ဖွဲ့ကဦးဆောင်ပြီးတန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှဖိုင်တာစာကဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဝရဒစိန်တပ်ဖွဲ့အနေနဲ့စစ်စင်ရဲ့တရင်များကို၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတစိမ့်အချိန်နဲ့တပြေးညီထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလဘင်ပေါမျိုးနယ်မှာစစ်တပ်က ြည်သူလေးဦးကိုဖမ်းဆီးပြီးလက်ချောင်းနဲ့နေရွက်တို့ဖျက်တောက်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်မှာအကြမ်းမတ်စစ်တပ်ကပြည်သူလေးဦးကိုဖမ်းဆီးပြီးလက်ချောင်းနဲ့နေရွက်တို့ကိုဖျက်တောက်ခဲ့ကြောင်းမကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောဆိုပါတယ်။ နိုဝင်ဘာလအတွင်းပေါင်မြွနယ်ကိုစစ်ကြောင်းထိုးခဲ့သည့်စစ်တပ်၏ကာမဆာ24မှထွက်ခွာလာသည့်စစ်ကြောင်းသည်ပေါင်မြွနယ်အနောက်တောင်ပိုင်းရှိတဲပင်ရွာနှင့်မကြီးကုန်းရွာကုန်းဝင်ရောက်စင်းနေစဉ်တဲပင်ချင်းရွာမှအသက်20အရွယ်ဖြိုးဝင်းဆောင်အသက်20အရွယ်ခိုင်လင်းအောင်အသက်17နှစ်အရွယ်မင်းခန်းဆောင်နှင့်မကြီးကုန်းရွာမှအသက်25နှစ်အရွယ်ပြည်စုံဝင်းတို့ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့သို့ဖန်စီခဲ့သည့်ပြည်သူများကိုစစ်စစ်မြင်မြန်ပြီးပြည်သူတုံးကိုလက်နောက်ပြန်ချိုးတုံ၍တစ်တုံးမော်တင်ကလက်ညှိုးများကိုဖျက်နှောက်ခဲ့ကြောင်း ။ဒါအပြင်ပြည်သူတအုပ်ကိုလည်း၎င်းတို့စစ်ဆေးမေးမြန်းစဉ်စကားထစ်သူဟုဆိုကနှိမ်ရွက်ဖြတ်တောက်ခဲ့ကြောင်းသိရပါတယ်။ရင်းတို့ပြည်သူလေးဦးကိုဖမ်းဆီးနေဆက်ပြီးနောက်ပေါမျိုးနယ်မြောက်ပိုင်းလို့စစ်ကြောင်းထိုးရလမ်းတစ်ဆောင်မှာလူထားတိုင်းအဖြစ်ရှေ့ဆုံးမှထားပြီးဆေးလုခဲ့ကြောင်းနိုဝင်ဘာလ29ရက်နေ့မှာအကြမ်းမဲ့စစ်တပ်စစ်ကြောင်းကကဖောင်းကန်ကျေးရွာသို့ရောက်ရှိချိန်မှာလူထားတိုင်းအဖြစ်ဖမ်းဆီးထားသူများကိုပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စစ်ခွေးစစ်ကြောင်းကအင်အားနေရာခန့်ပါတဲ့စစ်ခွေးတွေကနေအိမ်တွေကိုမိရှိုတာရှိပါတယ် ကျင်းရွာတွေမိရှုဖြက်စီတာပြည်သူတွေကိုတပ်ဖြတ်ခဲ့တာမရင်ကျင်တပ်ဖြတ်ခဲ့တာပစ္စည်းတွေခိုးယူသွားတာအများအပြားကျွလွန်ခဲ့ပါတယ်။နေရဲ့အတီချာကတော့ကျွန်တော်တို့စီရရှိထားတာမျိုးတော့မရှိသေးပါဘူး။ကျွလွန်ခဲ့တာတော့စစ်ကြောင်းထိုးရလက်နက်လျှောက်ပါပဲစစ်ခွေးတက်ကပြန်လို့ပေးလိုက်တာပါ။ဖမ်းမိစစ်ကြောင်းတစားလူသားတိုင်းလုခဲ့တာမတည်လို့ပြန်လို့ပြေးလိုက်တာပါလို့မခွေးတဲ့ပကဖာမှာတာဝန်ရှိသူကပြောဆိုပါတယ် ဒါအပြင်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကအမျိုးသမီးများအပါအဝင်ပြည်သူ၁၆ဦးကိုမတင်းကျင့်တပ်ဖြတ်ခဲ့ပြီးကျေးရွာ၁၀ခုနှင့်စစ်ဆောင်စခန်းတစ်ခုကိုမိဆွဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းနေအိမ်၈၅လုံးနှင့်စစ်ဆောင်တဲ့၃၀လုံးမိလောင်ပြကြခဲ့ကြောင်းသိရပါတယ်။အကြမ်းမတ်စစ်တပ်၏စစ်ရာဇဝမှုကျွလွန်မှုများလူအခွင့်ငယ်ချိုးဖောက်မှုများသည့်ပြီးဆုံးသွားမည်မဟုတ်ဖင်မကွေးတိုင်းပြည်သူ့ကကွယ်ရေးအဖွဲ့အနေဖြင့်အကြမ်းမတ်စစ်တပ်အလုံးစုံတိုက်ခိုက်နိုင်ရေးဦးတည်ကောင် ပြည်သူလူထုအတွက်တရားမျှတမှုပြန်လည်ရရှိသည့်အထိမဆုံမနှင်းမဆုံမနှင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းမကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမှတာဝန်ရှိသူကပြောဆိုပါတယ်ရှင်ဆလဘီမိုးမိတ်မှာတိုက်ပွဲထမှန်ဖြစ်ပွားမှုမရှိဟု KIA ပြောဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။စံပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲထပ်ဖြစ်တာမျိုးမရှိဘူးလို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဖုံမူကြီးနော်ဘူးကပြောပါသည်။ ။ကချင်ပြည်နယ်မြို့နယ်လေးခုမှာတော့တိုက်ပွဲဖြစ်တာလက်နက်ကြီးပစ်ခတ်တာတွေရှိပါတယ်လို့အသိပေးပါတယ်။တောင်တမတော်တီရန်လန်လေးစုခွာသွားတဲ့မိုးမေမျိုးကစစ်ကောင်စီတပ်ကဝင်လာလို့နိုဝင်ဘာလ30ရက်မှာမိုးကုံနဲ့မိုးမေချာမှာ KIA PDF ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်အကြားတိုက်ပွဲဖြစ်ခဲ့တာပါအဲ့ဒီမိုးမေမျိုးပတ်မှာစစ်ရဲအခြေအနေတွေကိုလက်တလောထူးခြားမှုမရှိဘူးဗိုလ်မှူးကြီးနော်ဘူးကဒီကနေ့ဒီဇင်ဘာလ5ရက်မှာပြောပါတယ် ဟိုတန်နေကတိုက်ပွဲဖြစ်တဲ့ဆိုတာနောက်ဆုံးဖြစ်ပါတယ်။အခြားတိုက်ပွဲဖြစ်တဲ့ဟာနောက်ထပ်တိုက်ပွဲဖြစ်တဲ့ဟာဘာမှမရှိဘူး။တရင်လဲမဝင်ဘူး။ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းကစပြီးမုံမိန်မျိုးကုန်ကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မြို့ပေါ်ကဌာနဆိုင်ရာအစအုံတွေပြင်ဒေသခံတွေရဲ့နေအိမ်တွေမှာလည်းတက်ဆွဲထားတယ်လို့မုံမိန်မျိုးကန်အချို့ကပြောပါတယ်။မုံမင်းမျိုးဘောင်လုံးကွင်းထဲမှာအများဆုံးတက်ဆွဲထားပြီးမျိုးတဲကိုမချခနာကင်းလဲနေတယ်လို့ဆိုပါတယ် အာဆီတိုင်အချို့ကိုသူတို့ဝင်နေတဲ့တလားလောက်တဆွဲထားမယ်လို့ပြောတဲ့လက်မခံကျင်သားကိုတနက်တကားကနေချိန်ချောက်တယ်လေအင်ရှင်တွေကဖယ်ပေးရတယ်လို့မုံမေမျိုးကန်တဦးကပြောပါတယ်ကချင်ပြည်နယ်မှာတော့ခါတိုင်းလိုပမော့ဖာကန်ဝိုင်းမော်နေခေါလံဘူးဒေသတွေမှာစည်ရဲတိုက်ပွဲတွေဆက်ရှိနေတယ်လို့အသိပေးပါတယ်။တိုက်ပွဲကပမော့ဘက်မှာနေတန်းစီပါတယ်။နောက်ပြီးတော့ဖာကန်ဘက်မှာကြိုကြားကြိုကြားမြေပြင်တိုက်ပွဲတွေစီပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ဖားကမျိုးစစ်ကောင်စီပြည်ဟာကုန်းကလက်နက်ကြီးတွေနဲ့ရန်ပြင်းလို့ပြည်သူလူထုထိခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်။ဝိုင်းမော်မျိုးပတ်မှာလည်းလက်တလုံးမျိုးပြင်းတိုက်ပွဲတွေမရှိပေမဲ့ရန်ဖန်ရန်ကောင်လက်နက်ကြီးပစ်ခတ်မှုရှိတယ်လို့အသိပေးပါတယ်။ခေါင်လံဘူးဘက်မှာကတော့ပြည်သူစစ်အဖွဲ့တွေနဲ့ကျွန်တော်တို့ထိတွေ့ရင်ဆိုင်တိုက်ပွဲတချို့တော့ရှိပါတယ်။ဒါပေမဲ့နေမြေတီနေရအတိအကျမသိဘူး။ဟိုဘက်ကဂျွာတွေကကျွန်တော်တို့လည်းနေမယ်တာမှမခေါ်တတ်ဘူး။တိုက်ပွဲရှိတယ်ဆိုတာတော့ပဲအတိပေးလိုပါတယ်လို့ပုံမူကြီးတော်ဘူးကပြောပါတယ်ခင်အင်းဟာခေါလံမှုဒေတာကစစ်ကောင်စီနဲ့ ြည်သူစစ်စခန်းအချို့ကို ပြီးခဲ့တဲ့လပိုင်းအတွင်းကတိမ်းပိုက်ထားတာရှိပါသေးရှင်ဆလပင်စန္နပြပြီးတဲ့နောက်မန္တလေးဈေးအလုံးမှာစစ်တပ်လုံခြုံရေးချဆွတ်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးဈေးချုံမှာတပိတ်ကောင်းဆောင်သုံးဦးဥဆောင်စန္နပြပြီးနောက်စစ်တပ်ကမျိုးတွေကဈေးအလုံးကိုလုံခြုံရေးချထားတယ်လို့မန္တလေးမျိုးအဝင်အထွက်ကိတ်ကိုတင်ကြထားတယ်လို့မြို့ကန်တွေကပြောပါတယ်။ ဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းကတမျိုးလုံးလုံးကျုံရေးချထားတဲ့အထက်ကမန္တလေးတပိတ်ကောင်ဆောင်ဒေါက်တာဒေစာဆန်ရန်ကုန်တပိတ်ကောင်ဆောင်ကိုနန်လင်းစကမ်းတပိတ်ကောင်ဆောင်ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးဆန္နာရှင်စံကျင်ရေးဆန္နာပြခဲ့ကြပါတယ်အဲဒီနောက်ဈေးတွေကိုအရဝင်းနဲ့လုံခြုံရေးချထားခဲ့ရကနေတပိတ်ကောင်းဆောင်တဲ့အဖွဲ့တွေကဆန္ဒပြရုပ်တံဖိုင်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်းမှာမန္တလေးမြို့ကဈေးအလုံးမှာယူနီဖောင်းဝစ်စစ်သားနဲ့ရဲတွေစောင့်ကြနေတာလို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ် 84လမ်းတရုတ်တန်းစေးမှာထူးထူးဆန်းဆန်းစစ်သားတွေစောင့်နေတဲ့အောင်မင်းလင်းစေးမှာလည်းတွေ့တဲ့ဈေးချိုမှာလည်းတွေ့ခဲ့တယ်လို့ဒီဇင်ဘာလ9ရက်နေ့မနက်မြင်ကွင်းကိုမြို့ကန်တအူးကပြောပါတယ်တိုက်ပွဲဖြစ်ပြီးတဲ့နာဆိုဆိုဘက်ကတပိတ်ကောင်းဆောင်တွေပါတာကိုမတိတာမို့အမျိုးသမီးဦးစားပေးစာဖွေခိုင်းခဲ့ပြီးအဲ့ဒီကလေးကမြို့အဝင်အထွက်တွေပိတ်ကစာဖွေခဲ့တာလို့သတင်းရင်းမြစ်အချို့ကပြောပါတယ်ဆန္ဒပြရုပ်နှံဖိုင်တက်ပြီးတဲ့နောက်မှာအလဲပိုင်းနဲ့စစ်ဌာနချုပ်နှံမှုအမိန့်နဲ့လုံခြုံရေးတွေထက်ရှားကတင်းတင်းကြပ်ကြပ်စာဖွေနေတာလို့သိရပါတယ် တပိတ်မှာပါဝင်ခဲ့သူတွေကတော့ပြင်းလို့ရကိုရပြင်းလို့တောက်တာဒေသဆန်ကပြောပါတယ်စနားပြတဲ့မန္တလေးစေချိုကအတိအနှံရောက်စားတဲ့ဆိုင်ကန်90ကိုလည်းစိုးစိုးကဖျက်ဆီးခဲ့ပြီးထပ်ဖွင့်ရင်အရေးယူမယ်လို့ချင်းချောက်ထားတယ်လို့သိရပါတယ်။အာနာတင်းစင်ကစာမင်းအွန်လိုင်းဟာပြည်ဦးလင်ကစီအင်ဂျင်နီယာတက္ကသိုလ် DSTA ကျောင်းဆင်းပွဲနဲ့မန္တလေးမြို့ကိုလာတဲ့အတွက်လုံခြုံရေးမြင့်တင်ထားခြင်းအခုလိုစနားပြခဲ့တာကြောင့်စိုးစိုးတော်တော်ပုံထားခဲ့ပါတယ်။ မင်းအောင်လိုင်ကမန္တလေးကိုဗဟုပန်ပန်ခွင်ဖွင့်ဖို့ရှိတာကိုအကြောင်းပြပေမဲ့တကယ်ကန်နန်းရင်းထဲမှာရရရချေတာလို့စစ်တဲ့တရင်ပေးအချို့ကပြောပါတယ်ဒါအပြင်စေအိုစုကအနာတင်းကောင်းဆောင်လာချင်းလုံကြုံရေးအကြမ်းများချက်နဲ့ဒီဇင်ဘာလ၄ရက်နေ့ကနေ9ရက်အထိမန္တလေးမြို့ထဲကိုကွန်ကရစ်လောင်းနဲ့ရှင်တွေအဝင်အထွက်တွာလာတာမလုပ်ဖို့တာမြင့်ထားတယ်လို့စားလုံးရေလောကကစုံစမ်းတင်ရပါတယ်ရှင်။